တားလင်းရဲ့မျက်နှာကိုတော့မထောက်ပဲအိမ်တော်ကြီးဖောက်ပြန်ခဲ့တဲ့ကိစ္စတွေဖော်ထုတ်ခံလိုက်ရတဲ့ဇာမင်းသားတင်မောင်ဇာမင်းဝင်မင်္ဂလာပါပရိသတ်ကြီးရှင်ရွှေမန်းစက်သမင်းရဲ့မျိုးဆက်ဖြစ်တဲ့ဇာမင်းသားတင်မောင်ဇာမင်းဝင်ကိုတော့အားလုံးကသိရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ်ဇက်တပင်လောကမှာတခေဆန်းပြီးတော့ပေါပေါလာခဲ့တဲ့ဇမင်းသားတွေကတယောက်ဖြစ်ပြီးဇက်တပင်မျိုးရိုးကလည်းကြီးမားလာကြောင်းပြိသက်တွေရဲ့အချက်တွေအများကြီးကိုပိုင်ဆိုင်ခဲ့တဲ့မင်းသားတက်လက်လေးဖြစ်ပါတယ် တင်မောင်ဆန်းမင်းဝင်းဟာရွှေမန်းဆက်တပင်ရဲ့မျိုးရိုးကုန်ကိုထိမ့်သိမ်းရင်းနဲ့ဆက်တပင်လောကတိမ်ကောပြတ်ွယ်သွားမှုမရှိအောင်ဆန်းဆန်းတမန်ဆောင်ရွက်နေသူတယောက်လည်းဖြစ်ပါတယ်တင်မောင်ဆမ်းမင်းဝင်းဟာသူကိုယ်တိုင်ကလည်းဇက်တပင်ကိုချစ်မြတ်လို့တလို့သူရဲ့ရှင်သွေးဖြစ်တဲ့သူရဲ့သားငယ်လေးကိုလည်းငယ်စဉ်ကလေးဘဝကလေးကဇက်တပင်ပညာကိုသင်ကြားစေခဲ့ပြီးသားဖြစ်သူအပေါ်မှာလည်းအထူးချစ်မြတ်လို့သူရဲ့ဖြစ်ပရိသတ်တွေကသိရှိထားကြတာဖြစ်ပါတယ်။ ဒါပေမဲ့ဒီကနေ့မှာတော့ဆမ်မင်းသားတင်မောင်ဆမ်မင်းဝင်းကသာဖြစ်သူရဲ့မျက်နာကိုတော့မထောင်အိမ်တော်ရေးဖောက်ပြန်ခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ဆမ်မင်းသားတင်မောင်ဆမ်မင်းဝင်းဟာဇက်ပွဲတွေအငိမ့်တွေနဲ့ပြဆက်တွေကိုစီစဉ်ပေးနေတယ်။စီစဉ်သူပဒံများကိခိုင်းနေအိမ်တော်ရေးဖောက်ပြန်ခဲ့ကြတယ်လို့တင်မောင်ဆမ်မင်းဝင်းရဲ့ဇနီးဖြစ်သူကိုယ်တိုင်ကပြောပြလာခဲ့တာဖြစ်ပါတယ်။တင်မောင်ဆမ်မင်းဝင်းရဲ့ဇနီးဖြစ်သူကကျမအခုရက်ပိုင်း Facebook ပေါ်မှာမူပိုင်ခွင့်နဲ့ပတ်သက်ပြီးပွဲဖြစ်နေကြတာကိုတွေ့ပါတယ်။ မုဒိတာတရားလေးထားလိုက်ကြပါလားရှင်ကျမတို့ဆိုရင်ဘဝတွေတောင်ပြတ်သွားခင်ရတယ်တားလေးဆိုမိတကွဲဖတကွဲဖြစ်သွားခင်ရတယ်လေကိုချင်းစာတရားလေးထားပြီးနားလည်မှုလေးယူကြစေချင်ပါတယ်ကိုပျက်စီယူသုံးလို့ဒေါသတွေဖြစ်ကြတယ်ကျမတို့သားမိတွေဆိုဘလောက်ခံစားရမလဲတွေးကြည့်ပေးပါလားရှင်ခိုးယူခံရမှုလူယူခံရမှုမူပိုင်ခွင့်ဆိုတဲ့အရာဆိုပြီးတော့တင်မောင်ဆမ်းမင်းဝင်းရဲ့ဇနီးဖြစ်သူကိုယ်တိုင်ကပြောပြထားတာလည်းဖြစ်ပါတယ် တမောင်ဆန်မင်းဝင်းရဲ့အိမ်အောင်ရေးဖောက်ပြန်မှုနဲ့ပတ်သက်ပြီးအထူးကြသိရှိထားသူတယောက်ကလည်းဗဒမားကေခိုင်ကအမျိုးသားကားဆက်ယုံမှာပါတော်မူပွဲလှုပ်ထားတဲ့ဟာကို သူများကယူသုံးလို့ဆိုပြီးမီဒီယာမှာစောက်ကြီးစောက်ကျယ်တွေလှုပ်လို့ပွဲရှာပြီးမူပိုင်ခွင့်ယူသုံးထားတာတွေ့လိုက်မိတယ်။သူကကြတော့သူများလင်တင်မောင်ဆမ်းမင်းဝင်းကိုပေါ်တင်လှုပ်ပြီးတော့ဟိုတယ်ရှိမှရင်ပါဆွဲရိုက်ခံထားရတာ။အဲ့ဒါတော့မှမျက်နှာပြောင်းတိုက်ပြီးအရသာခံတာနော်။ ဒီကောင်မကိုအမြင်ကက်လို့တမင်ကိုအဆက်ခွဲပေးတာတချို့ကောင်မတွေကအဆက်ကိုအဲ့လိုခွဲပေးမှတန်းတာဆောက်ရှက်မကွဲခြင်းရင်ကောင်မတွေကြည်နေကြည်စားကြည်ရေးကြဆိုပြီးတော့ပြောဆိုထားတာလည်းဖြစ်ပါတယ်အခုလက်ရှိမှာတော့တင်မောင်ဆန်းမင်းဝင်းကပထမဇနီးနဲ့ကွဲကွာနေတယ်လို့ဖြစ်နေခဲ့ပြီးဗဒမားကေခိုင်နဲ့သာပေါင်းဖက်နေတာဖြစ်တယ်လို့လည်းသတင်းတွေမှာဖော်ပြခံထားရတာပဲဖြစ်ပါတယ်